မင်္ဂလာပါနေဒီနေ့ဟိုအရန်စိတ်တူတယ်လို့ပြောမလားပေါ့နော်စိတ်လဲတူတယ်စိတ်လဲဆိုးတယ်ပေါ့နော်ပြီးတော့အရန်လည်းအံ့ဩမိရောဒီလိုပုံစံမျိုးတွေနဲ့ကိုဟိုဂျပန်သွားကြမှာလားဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါအကုန်လုံးကိုတော့မေးဆိုလို့ချင်တာမဟုတ်ဘူးဒါမေးရဲ့ပညာဌာန group ထဲမှာရှိတဲ့လူတွေကိုနေပြောချင်တာဖြစ်တယ်ပေါ့နော်ဒါတချို့မသိသေးတဲ့လူတွေလည်းရှိကောင်းရှိမယ်အဲ့တော့ကြောင့်အမေ ဟိုဘဟုတ္တအနေနဲ့ပြောပြချင်တာပေါ့နော်ဟိုတနေ့ကပေါ့နော်မေမေရဲ့ group ထဲမှာမေဒါပညာဌာနအတန်းဆောက်တော့မယ်ဆိုပြီးမေတင်ထားတယ်ပေါ့နော်အဲ့မှာဟိရကနာခတာခနာပေါ့နော်ဒါအဲညီမလို့ဆိုကာကြီးခါကိုေးပေါ့အဲ့ဇရာပေါ့နော်ဇရာဟိုဒါကတော့ဂျပန်နဲ့ပတ်သက်တဲ့ဇရာဖြစ်ပါတယ်ဂျပန်စာနဲ့ပတ်သက်တဲ့ဇရာဖြစ်ပါတယ်ပေါ့နော်ဒီကနေစပြီးတော့တင်မိမှာဖြစ်ပါတယ်ဒါလေးတွေကိုဖုန်းထဲမှာ save ထားပါဆိုပြီးတော့မေရဲ့ပညာဌာန group ထဲမှာမေတင်လိုက်တယ်ပေါ့နော်တင်လိုက်တဲ့အချိန်မှာ အဲ့ဒီဟာကိုဝင်ကြည့်ထားတာကအယောက်200ကျော်ရှိတယ်မိရဲ့အောက်မှာကျေးဇူးတင်ပါတယ်လို့လာပြောတာအမရဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့လာပြောတာတယောက်ပဲရှိတယ်အကုန်လုံးကတော့ group ထဲကိုပညာဒါန group ထဲကိုလာ join တဲ့အချိန်မှာမင်းတို့ limit သတ်မှတ်ထားရပေါ့နော်ဘယ်တော့ဦးထီပဲလက်ခံမယ်ဆိုရင် limit သတ်မှတ်ထားတယ်အဲ့ဒါကိုလာ join တဲ့အချိန်မှာတော့ဂျပန်သွားချင်လို့ပါဟုတ်လားအဲ့ဘယ်စမတက်နိုင်လို့ပါ ဆိုပြီးတော့လာ join ကြတာကြီးပဲအဲ့တော့ကြောင့်မအောင်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုမပြောနိုင်ကြဘူးလားဂျပန်သွားမဲ့လူတယောက်အနေနဲ့လေဂျပန်နိုင်ငံမှာလေကျေးဇူးတင်ပါတယ်ဆိုတဲ့စကားမျိုးတွေတောင်းပန်ပါတယ်ဆိုတဲ့စကားမျိုးတွေကလေတောက်လျှောက်ကိုပြောနေရလားတောက်လျှောက်ကိုသုံးနေရလားအိုးပြောပြရမယ်ဆိုလို့ရှင်မေရုနဲ့သွားတဲ့အတုတ်ထဲမှာပါတဲ့တယောက်ဆိုလို့ရှင်ဒါတိအောင်ပြောပြလိုက်တာပေါ့နော်တထေးကသူ့ကိုစုနေရ 送你一哈个，都个别老米了，白天啊送你一哈个，都个白天哥，当妈妈嘞，属于啥么表妹呢，新年咯，作为哟，当妈妈嘞么表，接受点子也行嘞，接受点嘛嘞么表，不，当妈子也行嘞，当妈爸嘞路么表啰嗦为哟，白天个，你弄面马路有嘞个，第六排啦作为，表看一下我嘞。我 ဲ့တော့ကြာတော့လေဂျပန်တွေကလေသူတို့ပြောပြီဆိုလို့ရှင်လေလူတယောက်ရဲ့နာမည်ကိုတက်ပြောတာမဟုတ်ဘူးလူမျိုးနဲ့ကိုကန်ကန်ပြီးပြောတာနင်တို့မြန်မာလူမျိုးတွေကဒီလိုမျိုးကြီးလားနင်တို့မြန်မာလူမျိုးတွေကကျေးဇူးတင်စရာရှိရင်ကျေးဇူးတင်တယ်လို့မပြောတတ်ဘူးလားဆိုတဲ့ပုံစံမျိုးလူမျိုးကိုနာမည်တက်တက်ပြီးတော့ပြောတာမြန်မာလူမျိုးဆိုမြန်မာလူမျိုးကမ္ဘောဒီးယားလူမျိုးဆိုကမ္ဘောဒီးယားလူမျိုးအဲ့လိုမျိုးသူတို့အနေနဲ့လူမျိုးနာမည်တွေကိုတက်တက်ပြီးတော့ပြောတာ တယောက်မကောင်းမြင်အကုန်လုံးမကောင်းလို့မြင်တာအဲ့ဒါဂျပန်လေးရဲ့စိတ်ကမြန်မာတယောက်ကမဟုတ်ကဟုတ်ကလှုပ်ကြည့်မကောင်းတာတစ်ခုခုလှုပ်ကြည့်နင်တို့မြန်မာလူမျိုးတွေကအဲ့လိုကြီးလားဆိုပြီးတမ်းမိပြောခံရတာအဲ့ဒါဂျပန်လေးရဲ့စိတ်ကပဲတယောက်မကောင်းရင်ဒီလူဒီနာမည်တက်ပြီဒီလူကပဲမကောင်းတာပါလို့ပြောတဲ့စိတ်ကမျိုးမဟုတ်ဘူးသူတို့ရဲ့စိတ်ကအဲ့ကြောင့်မို့တူးတယောက်ရဲ့လုတ်တဲ့ကိုင်ရဲ့ပုံကလူမျိုးတစ်ခုပေါ်မှာအများကြီးမူတည်တယ်ဆိုတာမေးအဲ့ဒါလေးကိုပြောတာပေါ့နော်ကိုယ့်ရဲ့လုတ်ရက်က နောက်ကလာမဲ့လူတွေပေါ်မှာအများကြီးမူတည်တယ်ဆိုတာကိုမေကဒီနေ့ပြောပြချင်တာပေါ့နော်အဲ့တော့ကျတော့ဟိုမေတို့အလုပ်မှာဆိုလို့ရှင်မေတို့နှစ်ယောက်လုပ်တယ်စာချုပ်သက်တမ်းပြည့်အောင်ကြိုးကြိုးဆဆနဲ့လုပ်တယ်အဲ့တော့ကျတော့နောက်ထပ်မြန်မာတွေအများကြီးထပ်ခေါ်တယ်မေတို့ရဲ့နဲ့နီးစက်ရအလုပ်တွေမှာဆိုလို့ရှင်တချို့တွေထွက်ပြေးသွားတယ်အဲ့တော့မြန်မာတွေထပ်မခေါ်တော့ဘူးတချို့ကြောင်လည်းအလုံးမကြိုးစားဘူးအဲ့တော့မြန်မာလူမျိုးတွေကဒီလိုမျိုးလားဆိုရင်မြန်မာတွေထပ်မခေါ်ရဲတော့ဘူး ဲ့လိုအလုံမျိုးတွေလည်းအများကြီးရှိပါတယ်အဲ့တော့ကျတော့ကိုယ့်ရဲ့လောက်ရက်ကနောက်ဆက်တွဲအများကြီးအများကြီးပုံမှာနောက်လာမဲ့လူတွေရဲ့အများကြီးအများကြီးပုံမှာမူတည်ရဲဆိုတာကိုမေကပြောပြချင်တာပေါ့နော်ဟုတ်အဲ့တော့ကျတော့မြန်မာလူမျိုးတွေအနေနဲ့ကဒါတော်တော်များများအားနေကြရပေါ့နော်ဟိုဘက်ရောက်သွားတဲ့သူတွေနော်နှစ်တည်းအများကြီးနေတဲ့လူတော်မှပဲအဲ့လူမျိုးမပြောကြအောင်နော်တချို့တချို့တွေပြောတာတော်တော်အားနေကြတာကျေးဇူးတင်ပါတယ်ဆိုပြီးပြောတာလေတောင်းပန်စရာရှိရင်တောင်းပန်တာမျိုးတွေမလုပ်ကြအောင်နော် များကမုတ်ပေးတယ်မုတ်ကလေးတစ်ခုပေးတယ်ဆိုရင်တော့မှပဲဒါတကယ်တမ်းအော်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားမျိုးကပြောဖို့ပြောတင်တယ်လေဒါဂျပန်နေလဲအဲ့ဒီစကားကိုအရင်အလေးထားတယ်သူတို့အနေနဲ့ကျေးဇူးတင်ပါတယ်ဆိုတာမျိုးတွေတောင်းပန်ပါတယ်ဆိုတဲ့ကိစ္စမျိုးတွေသူတို့အနေနဲ့လေးလေးဆော့ဆော့နဲ့ပြောသလိုမျိုးပဲကိုယ့်ဘက်ကနေလဲပြောတင်တယ်ပေါ့နော်ကိုလူမျိုးအတွက်နဲ့ပြီးတော့ကိုကသူတို့နိုင်ငံမှာအလုပ်သွားလုပ်တာဖြစ်တယ်။ပြောကြချင်တာတိတ်လားမသိဘူးနော်။ အဲ့တော့ကြာကို့အနေနဲ့ဒါလေးပြုတ်လိုက်လို့မပဲ့ပါသွားဘူးအခုတော့မှပဲဟိုပညာဌာနလာတက်တာလားပတ်စံဘေးဘီတက်တာလားတော့မသိပွဲဘူးပေါ့နော်ပညာဌာနအတန်းကိုလည်းလာတက်သေးတယ်ကျေးဇူးတင်ပါတယ်လို့လည်းမပြောဘူးတောင်းပန်စရာရှင်လည်းတောင်းပန်စရာတောင်းပန်ပါတယ်လို့လည်းမပြောဘူးဟုတ်လားအပြင်မှာဆိုရင်တင်တန်းတွေကသသိန်းခွဲနှစ်သိန်းအလုံးလုံးပေါက်နေရလေအခုဈေးနဲ့ကဟုတ်လားသသိန်းခွဲသသိန်း၈၀၀ နှစ်သိန်းနှစ်သိန်းနှစ်တောင်းအထိခေါ်တဲ့လူတွေရောရှိတယ်နှစ်သိန်းခွဲအထိခေါ်နေတဲ့လူတွေရောရှိတယ် and fight တွေ basic class တွေကိုဟုတ်လား and four တွေကိုကျေးဇူးတင်ပါတယ်ဆိုတာတော့တော့လုံပေါ့အဲ့လိုမျိုးမလုပ်ပဲနဲ့အဲ့လိုမျိုးမပြောပဲနဲ့မပြောတော့ဘူးလားမပြောပဲနဲ့အဲ့လိုမျိုးတင်မယ်ဟာတင်တင်ကြည့်မယ်ပြီးအဲ့ပုံတိုင်းနဲ့သွားကြမှာလားဂျပန်ဟိုရောက်ရင်လည်းမပြောဘူးလားကျေးဇူးတင်ပါတယ်တောင်းပန်ပါတယ်ဂျပန်တွေကအဲ့ဒီစကားကိုအရင်အလေးထားတယ်နော် သူတို့ကိုမုံသေးသေးလေးသွားပေးကြည့်ဒါတော်တော်များများကိုပြောရအောင်နော်100%ကိုပြောချင်တာတော့မဟုတ်ဘူးတချို့တချို့မကောင်းတဲ့ဂျပန်တွေလည်းရှိမှာပဲဂျပန်တိုင်းကိုပြောချင်တာမဟုတ်ဘူးဒါပေမဲ့လို့တိတိလေးမုတ်ကလေးတစ်ခုသွားပေးကြည့်သူတို့အနေနဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ရိုရိုကျွတ်ကျွတ်နဲ့ပြန်ပြောတယ်ဂျပန်တွေအများကြီးရှိတယ်ကိုလည်းကိုကိုတိုင်းလည်းအဲ့ဒီလူမျိုးဖြစ်နေပါစေပေါ့နော်လူမျိုးစုတစ်ခုလောက်ကိုကြောင့်နဲ့လူမျိုးစုတစ်ခုလောက်အပြောခံရတာထားမြန်မာလူမျိုးမြန်မာလူမျိုးဆိုပြီးအပြောခံရအောင်လို့မလုံသင့်ဘူးလို့တော့မေကတော့ထင်ပါတယ်